မင်္ဂလာပါရှင်မြန်မာပြည်သူပြည်သားအပေါင်းကိုစိတ်နှပြကျမ်းမာစေဖို့ဆုတောင်းမေတ္တာပို့သလိုက်ပါရစေအပတ်စဉ်တင်ဆက်ပေးနေတဲ့တပတ်တွင်သတင်းတိုင်ကျအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်ကျမကတော့စင်စင်ပါထမဆောင်တင်ဆက်ပေးခြင်းတဲ့သတင်းကတော့အပြည့်အဝမထိ ंछ ုပ်ထားနိုင်သေးတဲ့နေရာဒေသတွေမှာ ုပ်ချုပ်မှု၄ရာနဲ့မဖြစ်ရေးဆောင်ရွက်နေရလို့ NUG ပြည်အောင်စုဝင်ကြီးချုပ်ကပြောကြားခဲ့တဲ့သတင်းပဲဖြစ်ပါရဲ့ရှင်။အပြည့်အဝမထိန်ချုပ်ထားနိုင်သေးတဲ့နေရာဒေသတွေမှာအုပ်ချုပ်မှု၄ရာနဲ့မဖြစ်ရေးဆောင်ရွက်နေရလို့အမျိုးသားညီညွတ်ရေးအစိုးရပြည်အောင်စုဝင်ကြီးချုပ်မန်ဝင်းခိုင်တန်းကအော်တိုဘာလ16ရက်ဂျာကာလာဒေသနာပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဘိုးကော်မတီအစည်းအဝေးမှာပြောကြားခဲ့ပါတယ်။ အုပ်ချုပ်ရေးကဏ္ဍနဲ့ပတ်သက်ရင်လက်ရှိဆောင်ရွက်နေကြရတဲ့အပိုင်းနှစ်ခုရှိတယ်ဆိုတာအလုံးသိပေးတာဖြစ်ပါကြောင်းပရမတ်ပိုင်းကတော့အမျိုးသားညီညွတ်ရေးအစိုးရစုံမထိန်ချုပ်ထားတဲ့နေရာဒေသတွေမှာ အုပ်ချုပ်ရေးအကောင့်ထဲပေါ်နေကြရတာနဲ့အပြည့်အဝမထိန်ချုပ်ထားနိုင်သေးတဲ့နေရာဒေသတွေမှာလည်းအုပ်ချုပ်မှုလေယာဉ်နဲ့မဖြစ်အောင်ရဲ့ဒုတိယအနေနဲ့ဆေးအုပ်စုရဲ့ညီမျိုးစုံနဲ့ဒုက္ခပေးမှုကြောင့် ဒုက္ခပေါင်းစုံခံစားနေရတဲ့ပြည်သူတွေကိုတအားသရွေ့ဝန်ဆောင်မှုအပိုင်းကနေစီမံဆောင်ရွက်နေကြရတဲ့ကဏ္ဍရဖြစ်ပါတယ်လို့ပြည်အောင်စုဝန်ကြီးချုပ်ကပြောကြားခဲ့ပါတယ်။အခုဆိုရင်တာဝန်ရှိသူဝန်ကြီးတွေအတွင်းဝင်တွေမြို့နယ်တွေအထိကိုယ်တိုင်သွားပြီးလေ့လာကြတွေးဆောင်ကြတဲ့အခါမှာမျက်မြင်ကိုတွေ့တွေ့ကြုံလာရတာတွေလည်းရှိပါကြောင်း။ဒါကြောင့်အရှိကိုအရှိအတိုင်းမြင်ဖို့နဲ့လက်ခံနိုင်ကြဖို့ပထမအဆင့်လိုပါကြောင်းနဲ့ ဒါမှသာအရှိတရားတွေကိုအကောင်းဆုံးဘလို့ကြော်ဖြတ်ကြမလဲဆိုတာကိုဒုတိယအဆင့်စဉ်းစားလို့ရမှာဖြစ်တယ်လို့ပြည်အောင်စုဝင်ကြီးချုပ်ကဆက်လက်ပြောကြားခဲ့ပါတယ်ရှင်ဆလတ်တင်ဆက်ပေးခြင်းတဲ့တဲ့ငါကတော့အကြံဖက်ဆေးဥစုကမတရားအနာသိမ်းပြီးနောက်လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူတွေကိုပါအသက်အန္တရာယ်ပြုတာနဲ့တပ်ဖြတ်တာတွေလှုံ့ဆော်နေရလို့တမ်မကြီးဦးကျော်မိုးထွန်းကပြောကြားခဲ့တဲ့တဲ့ငါပဲဖြစ်ပါရဲ့ရှင်။ အကြပ်ဖက်ဆဲအစုကမတရားအနာသိမ်းပြီးနောက်မြန်မာနိုင်ငံအတွင်းမှာလူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူတွေကိုပါတပ်ဖြတ်အန္တရာယ်ပြုတာနဲ့တပ်ဖြတ်တာတွေလှုံ့ဆော်နေရလို့ကုလသမဂ္ဂဆိုင်ရာမြန်မာမြေတဲ့ကိုယ်စားလှယ်တာမတ်ကြီးဦးကျော်မိုးထွန်းကအော်တိုဘာလ16ရက်ကုလသမဂ္ဂအထွေထွေညီလာခံလူမှုရေးလူသားချင်းစာနာထောက်ထားမှုနဲ့ရင်ကျင်းမှုရေးရာကော်မတီတတိယကော်မတီရဲ့လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများရဲ့အခြေအနေနဲ့ပတ်သက်ပြီးဆွေးနွေးပွဲမှာထည့်သွင်းပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ2021ခုနှစ်ဖေဖော်ဝါရီလမတရားဆက်အနာသိမ်းပြီးနောက်လူခွင့်ရေးကာကွယ်စောင့်ရှောက်သူများအနေနဲ့ဆေးဥစုမှကျွလွန်တဲ့မတရားဖမ်းဆီးချုံနှောင်ခြင်းညှဉ်းပန်းနှိပ်စက်ခြင်းထိန်းသိမ်းခြင်းထိပါစော်ကားခြင်းအသက်အန္တရာယ်ပြုခြင်းနဲ့တပ်ဖြတ်ခြင်းတို့ကိုရင်ဆိုင်နေရတယ်လို့တာမတ်ကြီးကပြောကြားခဲ့ပါတယ်။ဒါ့အပြင်အကြံဖတ်ဆေးဥစုရဲ့စစ်ဆေးမြင့်မြင့်တဲ့စကမ်းတွေမှာဥပဒေအထောက်ပံ့မရရှိဘဲဥပဒေမဲ့ဖမ်းဆီးချုံနှောင်ထားခြင်း တကားပိတ်ဆစ်ဆဲမင်းမြမှုများပြုလုပ်ခြင်းတို့ရှိတဲ့အပြင် အကြမ်းဖက်မှုတိုက်ဖြတ်ရေးခေါင်းစဉ်လို ပြင်းထန်တဲ့ဥပဒေများအောက်မှတရားမျှတမှုမရှိတဲ့စီရင်ချက်များချမှတ်ခြင်းအကျဉ်းထောင်များမှာအစားအစာရေနဲ့ဆေးဝါးကုသမှုအခြေခံခန်းစားခွင့်များတားဆီးခံရခြင်းအပါအဝင်မဆီလျော်စွာဆက်ဆံခံရခြင်းရေဖြစ်စဉ်များကြောင့်အသက်သေဆုံးမှုဖြစ်စဉ်များရှိခြင်းတို့မှာမြန်မာနိုင်ငံရှိ လူခွင့်ရေးကာကွယ်စောင့်ရှောက်သူများကြုံတွေ့နေရတဲ့ကံကြမ္မာတွေဖြစ်တယ်လို့လဲတာအမတ်ကြီးကဆွေးနွေးပွဲမှာထည့်သွင်းပြောကြားခဲ့ပါတယ်။အကြံပေးဆဲအုပ်စုအနေနဲ့လူခွင့်ရေးကာကွယ်စောင့်ရှောက်သူတွေကိုဖမ်းဝရမ်းတွေထုတ်ပြန်ထားတာကြောင့်ဝရမ်းထုတ်ခံထားရတဲ့လူခွင့်ရေးကာကွယ်စောင့်ရှောက်သူတွေဟာပုံရှောင်နေရတာဒါမှမဟုတ်နိုင်ငံပြည်ပကိုထွက်ခွာပြီးတော့ဂျင်းနဲ့ကြက်ထဲမှာလှုပ်ဆောင်နေရတယ်လို့ဆိုပါရယ်အကြံဖက်ဆဲအုပ်စုကတော့လူခွင့်ရေးကောက်ွယ်ဆောက်ရှောက်သူတွေတင်မကပဲ ၎င်းတို့ရဲ့မိသားစုဝင်တွေကိုပါမှားယွင်းစွာဆွဆွဲတာတရားခွင်မှာမမျှမတမင်းမြန်းနာနဲ့မှန်ကန်မှုမရှိတဲ့တရားစီရင်မှုတွေနဲ့တရားလက်လွတ်အစီအမံမှုတွေကို ပြုလုပ်နေတယ်လို့လည်းတာအမတ်ကြီးကပြောကြားခဲ့ပါတယ်အကြံဖက်ဆဲအုပ်စုကမတရားအာဏာလုယူဖို့စူးစမ်းခဲ့တဲ့56လတာအတွင်းမှာပြည်သူ8300ကျော်ကိုတပ်ဖြတ်ခဲ့တယ်လို့ပြည်သူ2900ကျော်ကိုဥပဒေမဲ့ဖမ်းဆီးချုပ်နှောင်ခဲ့တယ်ဆိုတာနဲ့ တပ်ဖြတ်ခံရသူတွေထဲမှာအမျိုးသမီး25ရာခိုင်နှုန်းရှိပြီးတော့ဖမ်းဆီးခံရသူတွေထဲမှာအမျိုးသမီး20ရာခိုင်နှုန်းပါဝင်တယ်လို့လည်းသိရပါတယ်ရှင်ဆလတ်တင်ဆက်ပေးမဲ့တဲ့ရင်ကတော့အကြဖက်စစ်တပ်ကမိုးမိတ်မြို့ကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေကြောင်းကနေပုံကျဲတိုက်ခိုက်ခဲ့တဲ့တဲ့င်းပဲဖြစ်ပါရဲ့ရှင်။အကြဖက်စစ်တပ်ကမိုးမိတ်မြို့ကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့အော်တိုဝါလာ16ရက်ညနေ6:20မိနစ်မှာ လေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့တီအန်အလေကအော်တိုဘာလ18ရက်မှာအတည်ပြုထုတ်ပြန်ခဲ့ပါတယ်။အကြမ်းဖက်စစ်တပ်ကမုံမိတ်မြို့တောင်ပိုင်းရပ်ကွက်ကိုဂျက်ဖိုင်တာနဲ့ပေါင်900ဘုံတစ်လုံးနဲ့ပေါင်250ဘုံတစ်လုံးကျဲချတိုက်ခိုက်ခဲ့တာပါ။အဲ့ဒီတိုက်ခိုက်မှုကြောင့်အသက်50အရွယ်ဒေါအောင်ရွှေထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနေနှလုံးနဲ့ကားတစီထိမှန်ပျက်စီးခဲ့ရတယ်လို့တရားနယ်လေးကပြောပါရယ်။အကြမ်းဖက်စစ်တပ်ကအော်တိုဘားလ10ရက်မှာ မိုးမိတ်မြို့နယ်အောင်မြေရွာအနီးကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ Jet Fighter နဲ့ပေါင်250ဘုံးနှလုံးနဲ့ရော့ကတ်6လုံးနဲ့တိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။တရားနယ်လေကတော့ပြည်သူတွေအနေနဲ့ Jet Fighter စစ်တပ်ရဲ့ဘုံးကျဲတိုက်ခိုက်မှုတွေကိုရှောင်ရှားနိုင်ရေးအတွက်စစ်ရေးသတိအမြဲရှိဖို့လိုအပ်တယ်ဆိုတာနဲ့လေချောင်းရံကာကွယ်နိုင်ရေးအတွက်လည်းလေချောင်းရံကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေကိုလိုက်နာဆောင်ရွက်ရန်လိုအပ်တယ်လို့အသိပေးထားပါတယ်ရှင်။ Jet Fighter စစ်တပ်ကတောင်အဖြစ်တွင်သာမကတိုင်းရင်းသားလက်နက်ကိုင်များ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့မှတိုက်ခိုက်သိမ်းပိုက်ရရှိခဲ့သောနေရာတွေကိုလူလက်နက်ကြီး drone လေကြောင်းတိုက်ခိုက်မှုပေါင်းစုံအသုံးပြုပြီးအပြစ်မဲ့ပြည်သူတွေကိုစစ်ရာဇဝတ်မှုကျူးလွန်နေရပါရှင်။ဆလတ်တင်ဆက်ပေးခြင်းတဲ့တွင်ကတော့အကြဖတ်ဆဲအုပ်စုကြောင့်ပြီးခဲ့တဲ့ရသက်တပတ်အတွင်းရသားပြည်သူ55ဦးခန့်အထိတည်ဆုံခဲ့တဲ့တွင်ပဲဖြစ်ပါရဲ့ရှင်။အကြဖတ်ဆဲအုပ်စုကြောင့်ပြီးခဲ့တဲ့ရသက်တပတ်အတွင်းမှာ ရသားဖြစ်သူ55ဦးခန့်အထိတည်ဆောင်းခဲ့ရတယ်လို့နိုင်ငံရေးကျင်းသားများကုညီဆောင်ရှောက်ရေးတင် AAPP ကဖော်ပြထားပါတယ်။အထူးရောင်ရွေးကောက်ပွဲပြုလုပ်နိုင်ရန်စည်ရဲတိုးမြင့်လာနေတဲ့ဂျပန်ဆဲအိုဆူရဲ့ပြည်သူလူထုပေါ်ပြစ်မှတ်ထားတိုက်ခိုက်မှုများမှာအရှိန်ဟုန်တိုးမြင့်လျက်ရှိရာပြီးခဲ့တဲ့သတင်းပတ်အတွင်းတိုက်ခိုက်မှုများကြောင့်ရသားဖြစ်သူ55ဦးခန့်အသက်ဆုံးရှုံးခဲ့ရတယ်လို့ AAPP ကဖော်ပြခဲ့ပါတယ်။အဂျပန်ဆဲအိုဆူကအော်တိုဘာလ9ရက်မှာရှမ်းပြည်နယ်ကြောင်မဲမြို့နယ် မန်ဟုံးကျေးရွာကိုလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့်ကလင်းငယ်တအူအပါအဝင် စုစုပေါင်း10ဦးသေဆုံးခဲ့ပါတယ်။ချင်းပြည်နယ်မင်းတပ်မြို့နယ်ထင်းချောင်းကျေးရွာရှိစာတင်ချောင်းကိုလည်းအကြမ်းဖက်ဆဲအုပ်စုကအော်တိုဘားလ10ရက်မှာလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့ရာကျောင်းသား၄ဦးသေဆုံးခဲ့ရပါတယ်။အော်တိုဘားလ9ရက်မှာလည်းအကြမ်းဖက်စစ်တပ်ကမွန်ပြည်နယ်ဗီလင်းမြို့နယ်ပြင်းမပင်စိတ်အနောက်ရွာကိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့် လင်းငယ်ရဲအပါအဝင်ပြည်သူ၅ဦးသေဆုံးခဲ့ရပါတယ်။အဲဒီနေ့မှာပဲရှမ်းပြည်နယ်မိုးမိတ်မြို့နယ်ဝဲပေါင်ကျေးရွာကိုလေကြောင်းတိုက်ခတ်ရာပြည်သူ9ဦးသေဆုံးခဲ့ရပါတယ်။ဒါ့အပြင်အကြမ်းဖက်စစ်တပ်ကတရနယ်လေဆုံးမိုးထိတ်ချုပ်နေမြေတွေဖြစ်တဲ့မိုင်းလုံးမြို့နယ်နန်းဆန်မြို့နယ်တွေအတွင်းမှာလည်းလေကြောင်းတိုက်ခိုက်မှုတွေစတိုက်လှုပ်ဆောင်နေရပါရှင်။ဆလတ်တင်ဆက်ပေးခြင်းတဲ့တဲ့င်းကတော့အော်တိုဘာလပထမပတ်အတွင်းအကြဖက်စိုးအစုကိုစွန့်ခွာကအလင်းဝင်လာတဲ့စစ်သားနဲ့ရဲ15ဦးရှိတဲ့တဲ့င်းပဲဖြစ်ပါရဲ့ရှင်။ အော်တိုဘာလပထမပတ်အတွင်းအကြံဖက်ဆဲအစုကိုစွန့်ခွာကအလင်းဝင်လာတဲ့စစ်သားနဲ့ရဲ15ဦးရှိပြီးစစ်သုံးမှန်းအဖြစ်ဖမ်းဆီးရမိသူ40ဦးရှိခဲ့လို့ပြည်သူ့ဗန်နိုင်ကအော်တိုဘာလ23ရက်မှာထုတ်ပြန်ခဲ့ပါတယ်။အလင်းဝင်လာတဲ့စစ်သား14ဦးနဲ့ရဲတပ်ဦးတို့ဖြစ်ပြီးအလင်းဝင်စစ်သား14ဦးနဲ့10ဦးမှာအထမစစ်မှုထမ်းတပ်သားအသစ်များဖြစ်တယ်လို့ဆိုပါတယ်။အလင်းဝင်လာတဲ့စစ်သား14ဦးကချင်းပြည်နယ်မှာ2ဦး၊ပဲခူးတိုင်းမှာ2ဦး၊ရန်ကုန်တိုင်းက2ဦး တနင်္သာရီတိုင်းမှာ3ဦး၊ကရင်ပြည်နယ်မှာ3ဦး၊ကရင်နီပြည်နယ်မှာ3ဦးလို့ဖြစ်ပြီးမကွေးတိုင်းမှာရဲတပ်သား2ဦးလို့ပပြောင်းခုလုံခဲ့တာပါ။စစ်သုံးပန်းအဖြစ်ဖမ်းဆီးခံရသူ40ဦးဖြစ်ပြီးစစ်သား32ဦးနဲ့ပြည်သူစစ်9ဦးလို့ဖြစ်ပါတယ်။စစ်သုံးပန်းအဖြစ်ဖမ်းဆီးရမိတဲ့စစ်သား32ဦးအနက်23ဦးမှာအထမစစ်မှုထမ်းတပ်သားများဖြစ်တယ်လို့ပြောပါတယ်။တိုက်ပွဲအတွင်းဖမ်းဆီးရမိတာကတော့မကွေးတိုင်းမှာစစ်သား28ဦး စကိုင်းတိုင်းမှာ၄ဦးလိုဖြစ်ပြီးဖမ်းဆီးရမိတဲ့ပြည်သူစစ်၉ဦးကတော့စကိုင်းတိုင်းမှာ၇ဦးနဲ့မန္တလေးတိုင်းမှာ၂ဦးလိုဖြစ်ပါတယ်။၂၀25ခုနှစ်ဇန်နဝါရီလမှအောက်တိုဘာပထမပတ်အထိအကြံဖတ်စစ်အုပ်စုဘက်မှအလင်းဝင်ပူပေါင်းတဲ့လက်နက်ချစစ်သုံးဖမ်းစုစုပေါင်း၂186ဦးထိရှိပြီလို့ပြည်သူ့ပန်းနိုင်ကထုတ်ပြန်ထားပါတယ်ရှင်။ဆလတ်တင်ဆက်ပေးမယ့်သတင်းကတော့အကျန်းဖက်ဆေအိုဆူလောက်ခံ စကိုင်းတက်မ33ကတက်သားတူတလိုင်းတက်ဖွဲ့တံလက်နက်မဲ့အလေးဝင်ခဲ့တဲ့တရင်ပဲဖြစ်ပါရဲ့ရှင်။အကြံဖက်ဆဲအုပ်စုလောက်ခံစကိုင်းတက်မ33ကတက်သားတူတော်လိုင်းတက်ဖွဲ့ထံနနက်မဲ့အလင်းဝင်လာတယ်လို့ယူနီကွန်းပြောက်ကြားတက်ဖွဲ့ကအော်တိုဘာလ17ရက်မှာထုတ်ပြန်ခဲ့ပါတယ်။အော်တိုဘာလ10ရက်ကစကိုင်းတက်မ33မှတက်သားတဦးဟာယူနီကွန်းပြောက်ကြားတက်ဖွဲ့ထံအလင်းဝင်ရောက်ရန်ဆက်သွယ်လာလို့စကိုင်းမြို့တနေရာမှာတွားရောက်ခေါ်ဆောင်ပေးခဲ့ပြီး ိသားစုထံပို့ဆောင်ပေးခဲ့ရလို့အသိပေးထားပါတယ်အဲ့လေဝင်တပ်သားဟာပြီးခဲ့တဲ့ဖေဖော်ဝါရီလကမန္တလေးမြို့ပေါ်အကြမ်းဖက်စစ်တပ်ရဲ့ပေါ်တာဆွဲခံခဲ့ရပြီးနောက်တောင်တွင်းကြီးတို့ပို့ဆောင်ခံခဲ့ရပါတယ်။အဲ့နောက်စက်တင်ဘာလ12ရက်မှာစကိုင်းတမ33တို့ပို့ဆောင်ခံခဲ့ရကအော်တိုဘာလ10ရက်နေ့မှာတော့ယူနီကွန်းပျောက်ကြားတပ်ဖွဲ့ထံဆက်သွယ်ရေးအလင်းဝင်ရောက်ခဲ့ခြင်းဖြစ်တယ်လို့ဆိုပါတယ်။ယူနီကွန်းပျောက်ကြားတပ်ဖွဲ့ထံလက်ရှိအချိန်ထိအလင်းဝင်လာသူစုစုပေါင်း9ဦးရှိပြီဖြစ်က ၃ဦးမှယူနီကွန်းဖျောက်ကြားတပ်ဖွဲ့နဲ့အတူဆီယနာရှင်ကို ပြန်လည်ခုခံတွန်းလှန်နေကြပြီး၂ဦးကိုတော့မိသားစုထံပြန်လည်အနှံပေးခဲ့တယ်လို့အသိပေးထားပါတယ်ရှင်။ဆလတ်တင်ဆက်ပေးမဲ့တဲ့င်းကတော့ဒိုက်ဦးထောင်မှာနိုင်ငံရေးကျင်းသား16ဦးကို မတရားတိုက်ပစ်ပြီးဒေါက်ခတ်ထားတဲ့တဲ့င်းပဲဖြစ်ပါတယ်ရှင်။ဘကိုးတိုင်းဒေါက်ကူးမြို့နယ်အကျန်းဖက်စစ်အုပ်စုရဲ့ဒိုက်ဦးအချင်းထောင်မှာ မြေသိပြစ်မှုမှကျူးလွန်ခြင်းမရှိဘဲနိုင်ငံရေးကျင်းသား16ဦးကို ထောင်အနာပိုင်များကမတရားတိုက်ပိတ်ခါထောက်ခတ်ခဲ့တယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးကျင်းသားများကွန်ရက်ကထုတ်ပြန်ပါတယ်။အကြံဖက်ဆဲအုပ်စုလောက်ခံထောင်အနာပိုင်တွေကအော်တိုဘာလ2ရက်မှာနိုင်ငံရေးကျင်းသား16ဦးကို9ရောက်တစုနှုံလူစုခွဲပြီးပြစ်ဒဏ်တိုက်ခန်းတွေထဲထဲကခြေချင်းတောက်တွေပါခတ်ခဲ့တာပါ။နိုင်ငံရေးကျင်းသားတအူးက အခြားရာဇဝတ်အကျဉ်းသားတွေရဲ့ဝိုင်းဝန်းထိုးချိတ်မှုကိုအေးအေးယူပေးရန်ထောက်မှုအဆောင်မှုကိုတင်ပြခဲ့တဲ့အတွက်တိုက်ပိတ်ခဲ့တာလို့ PPNM ကပြောပါတယ်။အဆိုပါဖြစ်စဉ်မှာအကြမ်းဖက်ထောင်အာဏာပိုင်တွေဘက်ကနိုင်ငံရေးကျဉ်းသားများလူစုလူဝေးပြုလုပ်ခဲ့တယ်ဆိုတဲ့အကြောင်းပြချက်နဲ့တိုက်ပိတ်ပစ်ပေးခဲ့တာပါ။တိုက်ပိတ်ခံရဆဲနိုင်ငံရေးကျဉ်းသားတွေကညံလင်းနိုင်တဲဦးပိုင်ခံရသူကိုလင်းကျော်လင်းမောင်ဇော်မျိုးရှမ်းလင်း မင်းနိုင်ထွန်းခေါ်ကျက်ဖကြီးကျော်သူရဝင်းခေါ်ကျော်ကြီးဇော်မင်းထိုက်မျိုးကြီးဇော်ကြီးစင်မျိုးထိုက်ထက်လင်းစင်ကိုဖြိုးအကာမင်းနဲ့ဘူးတီတို့ဖြစ်ပါတယ်အဆိုပါတိုက်ပိတ်ခံနိုင်ရသူတွေရဲ့နောက်ဆက်တွဲကိစ္စရများအပေါ်တိုက်ဦးထောင်အနာပိုင်းတွင်နဲ့အကျဉ်းဦးစီအရာရှိများမှအထူးတာဝန်ယူကြရမှာ ဖြစ်တယ်လို့ပြောပါတယ်တိုက်ဦးချင်းထောင်မှာနိုင်ငံရေးကျင်းသားတွေကိုသာမကနိုင်ငံရေးကျင်းသူတွေကိုလည်း ဖိနှိပ်တာတွေရှိရလို့အသိပေးထားပါဗျ။ပြီးခဲ့တဲ့ဇူလိုင်လ22ရက်နဲ့23ရက်တွေမှာနိုင်ငံရေးကျင်းသူ10ဦးကိုအကြောင်းပြချက်ခိုင်ခိုင်လုံလုံ မရှိဘဲအရမအင်အားသုံးခေါ်ဆောင်ပြီးအမျိုးသားအဆောင်တိုက်ဝန်းအတွင်းမတရားတိုက်ပိတ်ကပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။ဘကိုးတိုင်းတိုက်ဦးအချင်းထောင်ဟာနိုင်ငံရေးကျင်းသားများပေါ်ဖိနှိပ်မှုအများဆုံး1005ခုထဲမှာတစ်ခုအပါဝင် ဖြစ်တယ်လို့ PPNM ကပြောပါတယ်။ အကျန်းဖတ်စစ်တပ်အာဏာသိမ်းခဲ့တဲ့2021ခုနှစ်ဖေဖော်ဝါရီလတရက်မှစပြီးအကျဉ်းထောင်များဟာနိုင်ငံရေးကျင်းသားများကိုဥတီဖိနှိပ်တဲ့ဖိနှိပ်ရေးရန်နေရာဖြစ်ပုံမလုံးဆောင်လာခဲ့ပြီးနိုင်ငံရေးကျင်းသားများကိုတပ်ဖြတ်ခြင်းနဲ့ကျန်းမာရေးစောင့်ရှောက်မှုလုံလောက်စွာမပေးခြင်းကြောင့်နိုင်ငံရေးကျင်းသားများအားသေဆုံးအောင် လုံဆောင်ခဲ့တယ်လို့သိရပါတယ်နိုင်ငံရေးကျင်းသားတွေကိုညီမျိုးစုံနဲ့အကြောင်းပြပြီးညှဉ်းပန်းနှိပ်စက်ခြင်းမတရားရိုက်နှက်ခြင်းခြေချင်းတိုက်ခတ်တိုက်ပိတ်ခြင်း မိသားစုနဲ့ဝေးတဲ့ထောင်တွေကို ထောင်ပြောင်းဖို့ကဆက်လက်ဖိနှိပ်တယ်လို့အသိပေးထုတ်ပြန်ထားပါတယ်ရှင်။ဆရာတင်ဆက်ပေးမဲ့သတင်းကတော့ကောလင်းမြို့နယ်အတွင်းမှာကထိန်ခင်းမှုသွားတဲ့ဇနီးမောင်နှံကိုပြူစောထီတွေကဖမ်းဆီးပြီးအမျိုးသမီးကိုအာရမပြုကျင့်တပ်ဖြတ်ခဲ့တယ်လို့လက်ဝဲယန္တနာတွေနဲ့ပစ္စည်းတွေရေဆောင်သွားခဲ့တဲ့သတင်းပဲဖြစ်ပါတယ်ရှင်။ရွှေဘုံမြကြီးနားလမ်းပိုင်းပေါ်ရှိစပယ်နန်းတာပြူစောထီအထိုင်စခန်းရဲ့ပြူစောထီတွေက ကထိန်ခင်းမို့သွားတဲ့ခီးသွားစတင်းမောင်နှံကိုဖမ်းဆီးပြီးစနေဖြစ်သူကိုအရမပြူကျင့်တက်ဖြတ်ကစုစုပေါင်းရွှေ၃ချက်သာငွေသား8သိန်းဖုံး၃လုံးနဲ့ဆိုင်ငယ်တစ်စီးယူဆောင်သွားတယ်လို့ကံပလုခရံအမှတ်၃ PDF တရင်ကသိရပါဗျ။အော်ရဝါလာ16ရက်မနက်9:00နာရီခန့်မှာကောလင်းမြို့နယ်ညောင်ကုန်းကြီးရွာမှာဒဇယ်နယ်ဘက်ကိုကထိန်ခင်းရံသွားတဲ့ဥကြော်မျိုး မအေးမအူတို့ဇနီးမောင်နှံနှစ်ဦးကိုဖမ်းဆီးပြီးဆွဲသီးပါရွှေဆွဲကြိုးနှစ်ကုန်းတစ်ချက်သားရွှေအခဲတစ်ခဲနဂတ်တရံလက်ကောက်တခွင်စုစုပေါင်းရွှေသုံးချက်သားနဲ့ငွေသား9သိန်းဖုံသုံးလုံးဆိုင်ကယ်တစ်စီးယူဆောင်ပြီးမအေးမအူဟာအရမပြုတင်တက်ဖြတ်လိုက်ကြတယ်လို့ဆိုပါတယ်ကမ္ဘလူခရိုင်အမှတ်3 PDF တရင်ထံထွက်ပြေးလွတ်မြောက်လာတဲ့ခင်မုန်းတဲ့ဥကြုံမျိုးခေါ်ဥစဉ်ပြုံးက ကမ်းမလို့အမှတ်သုံး PDF တရင်ထောက်လိုက်တာဝန်ခံတဲ့ပြောပြခဲ့တာဖြစ်ပါတယ်။ဒါပြင်အော်တဝါလ73ရက်မှာလဲရွှေဘုံမှတနိုင်းဘက်ကိုတက်လာတဲ့အန်စာတုံးကားတစီးပေါ်မှာလူငယ်၉ဦးကိုအဆိုပါစပယ်နဲ့တာပြူစော်တီစခန်းမှာမတရားပေါ်တာဆွဲဖမ်းဆီးခေါ်ဆောင်သွားပါတယ်။ဒါကြောင့်ခီးသွွားပြည်သူတွေခီးသွွားလာတဲ့အခါအကြမ်းဖက်ဆဲအုပ်စုတပ်စခန်းများရှိရာနေရာများကိုသတိပြုရှောင်ရှားသွားလာကြဖို့ ကမ္ဘလူခရိုင်အမှတ်3 PDF တရင်ကအသိပေးထုတ်ပြန်ခဲ့ပါရရှင်ဆလာတင်ဆက်ပေးခြင်းတဲ့တဲ့ကတော့လေဗရန်တိုက်ပွဲမှာအကြံဖက်ဆေအိုစုက15ဦးသေပြီး12ဦးကိုစစ်သုံးဘက်အဖြစ်ဖမ်းဆီးရမိတယ်လို့လက်နက်တွေတင်စီရရှိခဲ့တဲ့တဲ့ပဲဖြစ်ပါရဲ့ရှင်။ဘကိုးတိုင်းလေဗရန်မြို့နယ် တရချောင်းကြီးရဘက်ကိုမီရှိုဖျက်ဆီးဖို့စစ်ကြောင်းထုတ်လာတဲ့အကြံဖက်စစ်အုပ်စုကိုဂျားဖြတ်တိုက်ခိုက်ခဲ့ရာအကြံဖက်စစ်တပ်က15ဦးသေဆုံးပြီး73ပန်း12ဦးဖမ်းဆီးရမိခဲ့တယ်လို့လက်နက်တွေတင်စီရရှိခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ခဲ့ပါတယ်။အဲ့ဒီတိုက်ပွဲအတွင်းလက်နက်အစုံ16လက်ခဲယမ်းတွေနဲ့73ပန်းပစ္စည်းများစွာကိုလည်းတင်စီရရှိခဲ့ပြီး အဲ့ဒီတိုက်ပွဲအတွင်းပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲဘော်တွေအထီးကိမရှိအောင်မြင်စွာတိုက်ခိုက်နိုင်ခဲ့တယ်လို့ဖော်ပြထားပါတယ်။တိုက်ပွဲကိုပြည်သူ့ကာကွယ်ရေးတပ်မတော်အမှတ်နှစ်စစ်စင်ရေးနယ်မြေပဲခူးတိုင်းစစ်ဌာနဖြူဟာ၂၂ကိုကဲမှုဖြင့်အမှတ်383နှစ်တရင် အမှတ်383တရင်ရွှေရမ်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပူးပေါင်းတပ်ဖွဲ့တွေကအော်တိုဘားလ15ရက်မနက်10:00နာရီအချိန်မှာဂျားဖြတ်တိုက်ခိုက်ခဲ့တာပါရှင်။ ခုနောက်ဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မြန်မာနိုင်ငံလူကြီးရဲ့30ရာခိုင်နှုန်းကပြင်းထန်တဲ့စားနပ်ရိက္ခာမဖူလုံမှုကိုရင်ဆိုင်နေရတယ်လို့တမ်မတ်ကြီးဦးကျော်မိုးထွန်းကပြောကြားခဲ့တဲ့သတင်းပဲဖြစ်ပါတယ်ရှင်။မြန်မာနိုင်ငံလူဦးရေ30ရာခိုင်နှုန်းကပြင်းထန်တဲ့စားနပ်ရိက္ခာမဖူလုံမှုကိုရင်ဆိုင်နေကြရတယ်လို့ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တာမန်ကြီးဦးကျော်မိုးထွန်းကအော်တဝါလ15ရက် အကျဉ်80မြောက်ကုလသမဂ္ဂအထွေထွေညီလာခံစီးပွားရေးနဲ့ဗဏ္ဍာရေးဆိုင်ရာကော်မတီဒုတိယကော်မတီရဲ့အစည်းအဝေးမှာထည့်သွင်းပြောကြားခဲ့ပါတယ်။စုစုပေါင်းလူဦးရေ30ရာခိုင်နှုန်းကပြင်းထန်သောစားနပ်ရိက္ခာမဖူလုံမှုကိုရင်ဆိုင်နေကြရကြောင်း။ဝန်ထဲစရာကောင်းတီမှာမြန်မာနိုင်ငံကတန်ရန်ဇာတ်ကြွယ်ဝတော်လဲစားနပ်ရိက္ခာမဖူလုံမှုပြင်းထန်စွာခံစားနေရတဲ့အစည်းအဝေးမှာကမ္ဘာ့အဆင့်900မှာရပ်တည်နေရကြောင်းလို့တာမတ်ကြီးကပြောကြားခဲ့ပါတယ်။ဒါအပြင်ကမ္ဘာ့ပံရဲ့အဆိုအရ တရားဝင်အလောက်ကင်အခွင့်အလမ်းတွေကြားစင်တာကျွမ်းကျင်လုပ်သားတွေပြည်ပကိုထွက်ခွာသွားတာလူဆောင်အရေးမြစ်တွေယွန်နေလာတာပညာရေးနဲ့ကျန်းမာရေးဝန်ဆောင်မှုတွေပြတ်တောက်လာတာအစရှိတာတွေကမြန်မာနိုင်ငံရဲ့ဆင်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုနဲ့ဆွေးနွေးနှံပါမှုရှော့ချရေးအလားအလာတွေကိုချိန်ချောက်နေမှာဖြစ်တယ်လို့လည်းထည့်သွင်းပြောကြားခဲ့ပါတယ်မြန်မာနိုင်ငံမှာဆင်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုဆွေးနွေးနှံပါမှုပပျောက်ရေးနဲ့စားနပ်ရိက္ခာပူလုံရေးတို့ကိုရရှိရန်အတွက် ငင်းကြင်းရင်းနဲ့တည်ငင်ရေးကမရှိမဖြစ်လိုအပ်ချက်တွေဖြစ်တယ်လို့လဲတာမတ်ကြီးကအတိပေးပြောကြားခဲ့ပါတယ်။အကြံဖတ်ဆေးဥစုကစီစဉ်နေတဲ့အတူအောင်လိန်ညာရွေးကောက်ပွဲကနိုင်ငံအတွင်းအကြံဖတ်မှုတွေနဲ့မတည်ငင်မှုတွေကိုသာဆက်လက်ဖြစ်ပေါ်စေပြီးအထူးကိလွယ်ဆုံးပြည်သူတွေကြားမှာစည်ရန်နံပါမှုနဲ့စားနပ်ရိက္ခာမဖူလုံမှုတို့ကိုပုံမဆိုးရစေမှာဖြစ်တယ်လို့လဲထည့်သွင်းပြောကြားခဲ့ပါတယ်။နိုင်ငံတကာတိုင်းဝိုင်းအနေနဲ့အကြံဖတ်ဆေးဥစုရဲ့လိန်လယ်လှည့်ဖြားတဲ့လုပ်ငန်းစဉ်ကိုပယ်ချပြီး ဆရာနာရှင်စနစ်ကိုအဆုံးသတ်ခါအားလုံးအတွက်ငြိမ်းချမ်းသာယာဝါပြောရေးကိုစောင့်ကျင်းပေးမယ် Federal Democracy ပြည်အောင်စုတည်ဆောက်ရေးအတွက်မြန်မာပြည်သူလူထုရဲ့ဆုံးဖြတ်ချက်ကိုထောက်ခံအားပေးရန်အတွက်လည်းတန်မတ်ကြီးကတိုက်တွန်းပြောကြားခဲ့ပါတယ်ရှင်ဒါကတော့တပတ်တွင်းဖြစ်ပေါ်ခဲ့တဲ့သတင်းကြေကျုပ်ကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်ရှင်။